င်ပြိုင်ရာဇဝတ်တားကပြုလုပ်တဲ့ဒီပြည်သူလက်မခံတဲ့အတွေ့အကြုံရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကောင်တွေကိုချင်းချင်းလေးပဲတတိရှိတဲ့ကောင်ဝင်ရောက်ရှင်ပြိုင်ရှင်ပြိုင်တဲ့ကောင်အကုန်တက်ရှိတဲ့ပိုင်ဆိုင်သူမင်းတို့ရှင်ထောင်လာချမင်းတို့တတန်တော်အဲ့ဒီနေပြည်တော်မှာတင်တယ်ပွားနေတော့ချင်းချင်းလေးပဲအဲ့တော့အဲ့ဒီဒလန်ဒီဒီလိုမျိုးပြည်သူကိုစန့်ကျင်တဲ့အခုရွေးကောက်ပွဲဝင်တဲ့ကောင်တွေလိုဟာမျိုးတွေကိုကျွန်တော်တို့ကပြက်ပြက်တရစန့်ကျင်ပြဖို့လိုတယ်ပြက်ပြက်တရကန်ကြော်ပြဖို့လိုတယ်လို့မင်းလောက်စမ်းထိရရင်လို့တော့ကျွန်တော်တို့တော်လိုင်းဆက်မှာဘယ်လိုစိန်ခေါ်ခဲ့ကြလဲ။တရရဲ့ကောင်ကြီးထွက်ခဲ့လို့စိန်ခေါ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရွေးကောက်ပွဲဝင်ရောက်ရွေးခန့်မိလွတ်တော်ကိုယ်စားလှယ်ရွေးကြီးချင်းညီနောင်တပ်ဖွဲ့မှပြင်းပြင်းထန်ထန်အရေးယူလို့မြည်ကြောညာလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာလိုင်ရအာနာယူမင်းအောင်နိုင်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ပါဝင်မဲ့ကောင်တွေကိုရှင်းကောင်စီကတော့ကြက်ကြက်တတချိန်ညာပြီးကြိုက်တဲ့ကောင်ဝင်ပြိုင် ရာဇဝတ်သားကပြုလုပ်တဲ့ဒီပြည်သူလက်မခံတဲ့အတွေ့အကြုံရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကောင်တွေကိုပိုင်ဆိုင်မှုတွေပါအကုန်တိတ်ပြင်တယ်လို့ချင်းကောင်စီကတော့ကြေညာလိုက်ပြီတအားကောင်းတဲ့လုပ်ရဒီနေမြန်မာစိုးမိုးထားတဲ့လက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့ဒါမျိုးပြည့်ပြည့်တော်တော်လုပ်ဖို့ချိန်တက်တယ်ဘာဖြစ်လို့လဲလက်ရှိမျိုးတွေမှာကြည့်ပါတော့ကျွန်တော်အမြဲပြောနေတယ်လို့ပေါ့တော်လန်ရေးဒေတာတွေမှာတိုက်ပွဲတွေတွားဖြစ်နေတဲ့ဈေးတွေစာတင်ကြောင်းတွေစေယုံတွေပေါ့ဘုံတွေကျဲချနေတာဒီဘယ်လိုလဲဒီစစ်တပ်ကတွားရုပ်မာပြီးတော့ကျဲချနေတယ် ညို့နေမှာအေးချမ်းပါလေဆိုတာဘသူတွေလာမတိုက်လို့ဒီတော်လိုင်းဘက်ကလူတွေလာမတိုက်လို့နော်ဒါဒီဒါကိုဒီမြို့တွေမှာအခုရန်ကုန်မြို့တွေမှာကြည့်ပါအရင်လိုစစ်သားတွေနေရာတကာမရှိတော့အဲ့ဒီနေရာတကာမရှိမိမဲ့ရန်ကုန်မြို့လိုမြို့သားတွေတော်လိုင်းရေးကိုအားပေးတယ်ဒါပေမဲ့ထဲထဲဝင်ဝင်မလုပ်လို့ရတယ်ဘာမှလုပ်လို့မရဘာဖြစ်လို့စစ်သားတွေလည်းမရှိဘူးလေဘာဖြစ်လို့တလန်တွေကြောင့်တလန်တွေကနေရာတကာမှာအပြစ်အတက်အရွယ်ပေါင်းစုံပုံတံပေါင်းစုံလူမျိုးပေါင်းစုံကိုတလန်ကိုတတိကျကျအားကောင်းအောင်မွေးပြီးတော့တလန်အုပ်ချုပ်ရေးနဲ့တိစောက်သွားတာ လက်ရှိစစ်တပ်ရဲအောက်တော်ရင်းနဲ့တွားနေတာမဟုတ်ဘူးနော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီလိုမျိုးကိုယ့်ဘက်ကိုမပါမရက်ပြီပဲနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့ဟာမျိုးတွေကိုပြက်ပြက်တာတာတောက်ပြန်ဖို့အရေးကြီးတယ်နောက်တစ်ခုရှိတယ်တော်လိုင်းရငန်းတစ်ချက်ဝင်လာပြီဗျာနော်ကျွန်တော်နေရာတကာစာအုပ်ထိတိုက်တွားလို့မရဘူးရန်သူကတဆရုံမှကိုယ့်ဘက်က9000ရောက်ရောက်ပါလေဒီကောင်တွေကတင်ရောက်တာကြောက်တာမယုံမရှိနဲ့အခုစစ်ကောင်းဆောင်တွေကလေသူတို့အတက်ပင်မှာသူတို့မိသားစုထိခိုက်မှာသူတို့ဘဝတွေပြည့်စည်မှာအင်မတန်ကြောက်တဲ့ကောင်တွေဒီကောင်တွေကကြောက်တာမရှိဘူးတကယ်ငကြောက်တယ်ဆိုတော့အဲ့လိုကောင်မျိုးတွေကို တစ်ခုရောက်มาတဘောဗျာကျွန်တော်ကလေးစာတင်းနေတဲ့စာပြင်ကျောင်းပေါ့ဘုံလာကျင်းတယ်အဲ့ဒီလေဘဲမိသားစုလို့လဲအဲ့ဒီမိသားစုရအောင်ဆွဲကျွန်တော်ဒါမျိုးလုပ်ပြလိုက်မယ်ဆိုရင်တပြင်းပြင်းနဲ့ပြက်သားပြမယ်ဆိုရင်ဒီကောင်တွေဘက်ကအဘိုးကျိုးလာနေတယ်เนาะအဲ့တော့အခုတော့ချင်းကောင်စီရဲ့လုပ်ရကိုကျွန်တော်တို့ကကြိုးစုံနဲ့ကြိုက်တယ်ဒါမျိုးပြက်ပြက်သားသားဖြစ်ကြမှာကိုဘက်ကဒူတွေကိုကြတော့အသေးလေးပေးတာကိုမလေးရေးတာတော့မှဖန်းစီထောင်ချတ်တက်ပြက်နေတာ ကျွန်တော်တို့ဘက်ကလူတွေကဂျီနီဖာကွန်မန်းချင်းတို့လူတိုင်းစာနာမှုတို့ခေါင်းစဉ်တွေမျိုးစုံတွေအောက်မှာအရာအားလုံးကိုပေးဆက်ပြီးတော့အတက်တွေကိုမစလေးတင့်တော့ဘူးအဲ့တော့ကျွန်တော်တို့အတက်တွေကာပွေဖို့အတွက်ရန်လူကတစရုပ်မှရင်ကျွန်တော်တို့ကစယ်စားတော့ပြန်ရုပ်မှပေးရပြားဒီအဖွဲ့စည်းဖြစ်ပြီးထို့တူချင်းပြည်နယ်ကနယ်မြေအများစုကိုထိန်းချုပ်ထားပြီးချင်းပြည်နယ်အဖွဲ့ကလည်းစစ်ကောင်စီကြီးရွေးကောက်ပွဲမှာပြည်သူလူထုဆန္ဒမပါပဲတရားမဝင်ဖန်တီးထားခြင်းဖြစ်တဲ့ဖြင့်စန့်ကျင်တက်ွက်ခြင်းကြောင့်၎င်းတို့ထိန်းချုပ်နယ်မြေတွင်ရွေးကောက်ပွဲဖြစ်မြောက်အောင်စကျိုးပန်းဆောင်ရွက်မှုအားလုံးကိုတားမြစ်ကြောင်းစက်တင်ဘာလ25ရက်မှာထုတ်ပြန် ကောင်းလိုက်တဲ့လုံဆောင်ချက်ဒီလိုဥပဒေကိုပြည့်ပြည့်တသားပြဋ္ဌာန်းပြီးတော့ကျွန်တော်လောက်တာဒီတကယ်တရားဝင်ဆယ်တော်ကြီးစခန်းကိုစစ်တပ်ပြန်သိမ်း မန္တလေးတိုင်းမတရားမြို့နယ်အရှိချမ်းမှာရှိတဲ့ဆယ်တော်ကြီးရေလောင်တမန်ရှိတော်လန်ရေးတပ်တွေတင်ပိုက်ထားတဲ့တပ်စခန်းတစ်ခုကိုနိုဝင်ဘာလ9ရက်မှာစစ်တပ်ကပြန်တင်ပိုက်လိုက်ပြီးလို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြပါတယ်ဆယ်တော်ကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ဒေသကိုပြန်တင်ပိုက်လိုက်ပြီးလို့စစ်တပ်ကထုတ်ပြန်ထားတာပေမဲ့အဲ့ဒီအနာကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတင်ပိုက်ထားတဲ့နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအကြောင်းတော့ထုတ်ပြန်ချက်မှာမပါဝင်ပါဘူး ဒီသတင်းနဲ့ပတ်သက်ပြီးမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။အဲ့ဒီတပ်စခန်းတွေကို2029စစ်စင်ရေးဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးမှာတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး2024ဇူလိုင်လကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 2029စစ်စင်ရေးမှာဥဆောင်ပါဝင်ခဲ့ကြတဲ့တအောင်းနဲ့9ကန်ဒေါ်လာရေးတက်တွေအပေါ်တရုတ်ဖိအားပေးမှုကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရစဲပြီးနောက်ပိုင်းအညာဒေတာကိုစစ်တပ်ကအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကနေလည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။အဲအကြောင်းကတော့တော့ပါပဲ။နော်။အဲ့တော့ကျွန်တော်အများပြောပြလို့ပါ။ဥပဒေဆိုတာကတရားစားလဲဥပဒေထုတ်လို့ရတယ်။ရှင်းမရင်လဲဥပဒေထုတ်လို့ရတယ်။ဒါပေမဲ့လို့ကိုထုတ်တဲ့ဥပဒေဒီကိုဥပဒေနဲ့ လိုက်နာလာမနာလာသူတို့ကြောင့်ရှင်းရှင်းလေးအဲ့တော့လက်ရှိတော်နိုင်ရင်မှလက်ရှိဒီအခုမင်းအောင်နိုင်ဒီရသွေးကောင်နော်မင်းအောင်နိုင်နဲ့ပေါင်းတော့နေတဲ့လူတွေအားလုံးကဒါကြောင့်သွေးအားပေးတော့ဘာဖြစ်လို့လဲမင်းအောင်ဒီနေ့အချမ်းပြည်သူတို့အသက်သားတွေအခုနောက်ပိုင်းပြစ်မှုတွေခဏလေးထားလိုက်အောင်ဟိုမကြီးလောက်နိုင်အောင်လောက်အောင်များပြားတဲ့မင်းအောင်နိုင်ရဲ့ပြစ်မှုတွေခဏလေးထားနံပါတ်1တမဒနိုင်ငံတော်ရဲ့အထွတ်ထိပ်တမဒတာဝန်ထမ်းဆောင်နေတဲ့တမဒကိုတနက်နဲ့လာဖမ်းသွားတာဒီမနက်9နာရီကာလုံစည်းဝေးခေါ်တာဒီမနက်9နာရီ ်နော်အဲ့တော့အဲ့ဒီနှစ်ခုကွာဟချက်ဒီဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်တဲ့နိုင်ငံတော်ပုံကံမှုကျွလွန်တာအဲ့တော့နိုင်ငံတော်ပုံကံမှုကျွလွန်တာနဲ့ရာဇဝတ်တော်ကဘာအမိတ်ပဲထုတ်ထုတ်ဘာဥပဒေပဲထုတ်ထုတ်ဒါတွေအားလုံးဒီတစ်ခုမှတရားဝင်မှုအဲ့တော့အခုမင်းအောင်နိုင်ဦးဆောင်ပြီးကျင်းပါတဲ့ရွေးကောက်ပွဲဟာတရားဝင်လားမဝင်လားဆိုတာလူနိုင်အကုန်သိတယ်နော်အဲ့တော့တရားမဝင်ရွေးကောက်ပွဲကိုပါဝင်မယ်ပူးပေါင်းမယ်တည်သူစံနာကိုစန့်ကျင်ပြီးတော့တိုင်းပြည်ကိုဖြစ်စည်းဖို့လုပ်တဲ့ဒူမှန်တယ်မြကိုအခုလိုမျိုးဥပဒေထုတ်ပြီးပြက်ပြက်တတလုပ်တဲ့လုပ်ဆောင်ချက်ကိုကျွန်တော်တို့တည်သူအနေနဲ့ကတော့ကြိုးဆိုတယ်ထောက်ခံတယ် နော်ဒါမျိုးဖြစ်နေရအဲ့လိုမဟုတ်ဘဲနဲ့ဟာရုပ်ကအခုပွင့်လင်းပြောရရင်တော့ energy လုံနေတဲ့ခြင်ညာချက်ကျွန်တော်အားမရအောင်နော်အဲရုပ်ကဘောကတ်ွက်ပါလေစိုက်ချင်ပါဒီကောင်လေးကိုပါစက်နဲ့ပြောလို့မရတော့ဘင်းတို့လက်နဲ့ကင်လာတာပါလေအဲ့ဒါမဲ့နေပြီလား ဟမ်လက်နဲ့ကန်ရတာဘာကြောင့်လဲပါဇက်နဲ့အရင်ပြောတယ်ပါဇက်နဲ့ပြောတာကိုပါဇက်နဲ့ပြောလို့မရလို့လက်နဲ့ကန်တိုက်ပွဲဝင်တဲ့အဆင့်ဖြစ်လာပြီဒီကလက်မှာကျွန်တော်တို့ကနိုင်ငံတကာကိုမျက်နှာချိုတွေးဖို့တစ်ခုလောက်နဲ့เนาะပါဇက်နဲ့ဒီဟာတိုင်းပြောနေလို့မရဘူးအဲ့လိုမျိုးလက်တွေ့ကြကြလုတ်ပြပြတဲ့အရာကိုလုတ်ပြမယ်အခုချင်းကောင်စီကထုတ်ပြန်တဲ့အမိန့်ကိုကျွန်တော်တအားကြိုက်တယ်เนาะအခုလက်ရှိအခြားသောတိုင်းရင်းသားဒေသတွေ PDF စုံမထားတဲ့ဒေသတွေမှာဒီပုံစံအတိုင်းကျွန်တော်ကိုင်တွယ်နိုင်မယ်ဆိုရင်တီတူကိုပမာမခန့်လုံနေတဲ့เนาะဒီရာဇဝိသားအားပေးတဲ့ကောင်တွေလှုပ်လို့ရစီအကြောင်းမရှိတော့ ဒါဖြစ်ဖြစ်အဲ့လိုဖြစ်နေရတယ်။ဒါကြောင့်မလို့အခုယူသောပွဲဆိုတာကနော်နောက်တစ်ခုရှိတာကကမာကြီးရတယ်ခင်ဗျားတို့အချက်ပြတ်လာပြီ။နော်နိုင်ငံကကလည်းပြောထားတယ်ဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲဘယ်လေးလာစောင့်ကြည့်ရင်အဖွဲ့မစင်ဘူးလို့ပြောဘူးကုလသမဂ္ဂကမာမဒီကုလသမဂ္ဂနော်အတွင်းမှုချုပ်ကလည်းပြောထားတယ်ဒီရွေးကောက်ပွဲတရားမျှတမှုမရှိဘူးဘယ်သူမှလက်မခံဘူးနော်ကုလသမဂ္ဂအထူးကိုယ်စားလှယ်အင်ဒရူးပြောထားတာပဲဒီလိုပဲဒီဟာအတူရောင်ရွေးကောက်ပွဲလုံးဝလက်မခံဘူးအာဆီယံအာဆီယံကရွေးကောက်ပွဲလက်လာစောင့်ကြည့်ရင်မထည့်ပေးဘူးအရင်ကတည်းက လောက်တဲ့ဂျပန်ဂျပန်ဆိုရင်2020ရွေးကောက်ပွဲမှာဒီလက်တန်းနှင်တိုးတဲ့နည်းပညာအစဒီဂျပန်ထောက်ပံ့ပေးတာအခုဂျပန်ရောဒီရွေးကောက်ပွဲကိုဘယ်လိုပြောလဲရှင်းနေတယ်ကမ္ဘာကြီးကခုတ်ပတ်မှာဘာနေတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ဘာကိုတွေးဝင်စရာတုံ့ဆိုင်စရာလိုတယ်ရှင်းရှင်းလေးပဲတတိရှိတဲ့ကောင်ဝင်ရောက်ရှင်းပြန်ရှင်းပြန်တဲ့ကောင်အကုန်တက်ရှိတဲ့ပိုင်ဆိုင်မှုမိလို့ရှင်ထောင်နိုင်ချမိလို့တတန်လုံးအဲ့ဒီနေပြည်တော်မှာနေထိုင်သွားနေတော့ရှင်းရှင်းလေးပဲတော့ဒါကြောင့်မို့လို့လေကျွန်တော်ဟို ဟာတစကားရအောင်ကျွန်တော်ပြောလိုက်ဖြစ်နိုင်မယ်ဆိုကွာတော်နိုင်ရငါတို့လည်းပြီးကျင်လာပြီကြက်မထိုးတိုင်းတစ်ခုပဲရရပြီးနေတစ်ခုပဲရရသွားနော်မင်းတို့ကြမ်းတဲ့ဟာတွေမင်းတို့ညောင်းကြမှာယူလိုက်ငါတို့အဲ့ဒီတိုင်းတစ်ခုပြီးနေတစ်ခုမှာငါတို့လိုချင်တဲ့ခေါင်းဆောင်တွေငါတို့ကငါတို့ဒီမိုကရေစီနိုင်ငံတည်တည်လေးမဖြစ်နေဖြစ်စင်ကာပူနဲ့နေနဲ့ငယ်ပြီငါတို့ကငါတို့လွတ်လွတ်လပ်လပ်နေကြတော့တယ်ကျွန်တော်ပြောတယ်အကောင်းပါလားတခါကြရင်ကျွန်တော်တို့နိုင်ငံမှာကရှင်းမှာကျွန်တော်ပြောသလိုပဲမကြောက်တဲ့အရာကိုကြောက်တယ်ကြောက်တဲ့အရာကိုကြောက်အခုဆိုရင်မြို့တွေမှာကြည့်ပါဒီဒလန်တွေကိုမွေးပြီးတော့ဒလန်နဲ့အုပ်ချုပ်ခိုင်းတာအဲ့တော့အဲ့ဒီဒလန်တွေဒီလိုမျိုး ပြည်သူကိုစန့်ကျင်တဲ့အခုရုပ်ောက်ပေါင်းဝင်တဲ့ကောင်မျိုးဟာမျိုးတွေကိုကျွန်တော်တို့ကတက်တက်တရစန့်ကျင်ပြဖို့လိုတယ်တက်တက်တရကန်ကြွယ်ပြဖို့လိုတယ်လောက်ဘယ်လိုလုပ်စမ်းထင်းရင်လောက်တော့ကျွန်တော်တို့တော်လိုင်းဆာမှာဘယ်လိုစိန်ခေါ်ခဲ့ကြတေးရဲတဲ့ကောင်တွေထွက်ခဲ့လို့စိန်ခေါ်လာအေးအဲ့ဒါပဲအဲ့ဒါအဖြေပဲဒါကြောင့်မလို့ပြက်သားဖို့လိုတယ်ကိုဘက်ကလူတွေကိုဘက်ကလူတွေမပြက်သားရင်ရန်သူကအပြင်းပြင်းနဲ့အားကောင်းလာပြီးကိုဘက်ကလူတွေစိတ်ကြကစားကြလာတယ်ဒါလေးကိုအလုံးတော်ဘောက်ကိုလို့ရတယ်။အဲ့တော့ချင်းတီနဲ့ကောင်စီရဲ့ဂျင်ညာချက်လိုမျိုးနောက်ထပ်နောက်ထပ်ပြည်နယ်တွေအားလုံးကဂျင်ညာမဲတိုင်းနေရာတွေဂျင်ညာပြီးတော့ဒီလိုမျိုးဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အတူရောင်ပြေောက်ပွဲကိုအထိုင်လျောက်တုတ်ပြန်နိုင်တယ်လို့ယုံကြည်ပါတယ်။